ယူရိုပြိုင်ပွဲတစ်ကြိမ်မှမကစားခဲ့ဘူးတဲ့ဥရောပကနာမည်ကြီးကစားသမားများအလုံးမင်းင်္ဂလာပါလင်းလင်းတစ်ချိန်ချင်းပါတဲ့ယူရိုပြိုင်ပွဲကြီးရာဆိုရင်တော့ဥရောပမှာပြိုင်ပွဲဆက်ဝင်စားဆုံးပြိုင်ပွဲတစ်ပွဲလို့ပြောလို့ရပါတယ်ဥရောပရဲ့အကောင်းဆုံးလူရေးစင်အသင်းကြီးတွေရှင်ပြိုင်ကြတဲ့ပြိုင်ပွဲဖြစ်လို့အကျိတ်နဲ့လည်းတော်တော်လေးရှိပါတယ်ဒါပေမဲ့ယူရိုပြိုင်ပွဲကြီးမှာတစ်ချိန်မှပါဝင်မကစားခဲ့ဘူးတဲ့ဥရောပကနာမည်ကြီးကစားသမားတွေလည်းရှိနေပါတယ်ဒီနေ့မှာတော့အဲ့ဒီလူကစားသမားတွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်နံပါတ်1အနေနဲ့ကတော့ Rio Ferdinand ဖြစ်ပါတယ် ဗာဒီနန်ကတော့ဂေဂျီရူရဲ့ခဏဝင်နောက်ခံလူတူဖြစ်ပြီးတော့သူကေသူခါတွန်းကဆိုရင်အကောင်းဆုံးနောက်ခံလူတွေထဲကတူဖြစ်ပါတယ်။ဗာဒီနန်အင်္ဂလန်လူမျိုးစင်အသင်းနဲ့အတူကမ္ဘာပလာမှာ၄ချိန်ကြီးပါဝင်ခွင့်ရခဲ့ပူပါတယ်။1998ကနေ2006ခုနှစ်ကပပလာအထိလေးချိန်ဆက်ကိုပါဝင်ခွင့်ရရှိခဲ့တာပါ။ဒါပေမဲ့လည်းထူးခြားတာတစ်ခုကယူရိုမာရုံးတစ်ချိန်မှမကစားခဲ့ဘူးပါဘူး။1996ယူရိုမာရုံးကငယ်သေးလို့ဆိုပြီးရွေးချယ်မခံရသလို2000ခုနှစ်ကြပြန်တော့လေအပိသက်လူစင်းမှမပါခဲ့ပါဘူး။ 2004ခုနှစ်ယူရိုမှာတော့တားပြစ်ဖေးချပြီး၈လပဲပဲခံရလာကြအောင်ပအဝင်ခွင့်မရလိုက်တာဖြစ်ပါတယ်။2008ခုနှစ်မှာလည်းဂေဂျီရိုနဲ့တူအကောင်းဆုံးချိန်တွေကိုပိုင်ဆိုင်ခဲ့ပေမဲ့အင်္ဂလန်ဘက်ကအဲ့ဒီနေ့ကျမှယူရိုချစ်စစ်ပွဲမအောင်ခဲ့ပါဘူး။ဒီလိုနဲ့ပဲဖာရီနန်အနေနဲ့ယူရိုပြိုင်ပွဲမှာတစ်ချိန်မှမကစားဘူးလိုက်တာဖြစ်ပါတယ်။နမန်နေနေနဲ့ကတော့ဗီဒစ်ပဲဖြစ်ပါတယ်။ဖာရီနဲ့ခန်းစစ်အတွက်ပတ်ဖြစ်တဲ့ဗီဒီယိုကလည်းယူရိုပြိုင်ပွဲမှာတစ်ချိန်မှမကစားခဲ့ဘူးပါဘူးဗီဒီယိုကတော့ဆာဘီယာလူပိစင်ကစားသမားတူဖြစ်ပါတယ် ဆာဗီယာသင်းဟာနောက်ဆုံးကျင်းပသွားခဲ့တဲ့2024ယူရိုကြမ်းမှာပအဝင်ရှင်ပြိုင်ခွင့်ရခဲ့တာပါဒါပေမဲ့အဲဒီမတိုင်ခင်ဆာဗီယာတင်ဟာ24နှစ်အတွင်းမှာယူရိုပြိုင်ပွဲကိုတစ်ချိန်မှချေဆပ်ပွဲမအောင်ခဲ့ပါဘူး။ဒါကြောင့်လဲဗီဒီအနေနဲ့ယူရိုပြိုင်ပွဲမှာတစ်ခါမှမကစားဘူးလိုက်တာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့ Ryan Giggs ပဲဖြစ်ပါတယ်။နောက်ထပ် KG2 ရဲ့ကစားသမားတူဖြစ်တဲ့ Ryan Giggs ဆိုရင်တော့ယူရိုပြိုင်ပွဲမှာတစ်ချိန်မှမကစားခဲ့ဘူးပါဘူး။ KR KG2 စီမှာပဲ24နှစ်ကြာအောင်ကစားခဲ့ပြီးတော့ Premier League 73ချိန်နဲ့ Champions League 2ချိန်ရယူနိုင်ခဲ့ပါတယ်။ ကေစကာရောဝေးဖ်လေးစဉ်အတင်အတွက်အားထားတဲ့ကစားသမားတူဖြစ်ပြီးတော့ပွဲပေါင်း64ပွဲတိကစားပေးခဲ့ပူပါတယ်။ဒါပေမဲ့ကေစတိုရဲ့ခင်မှာဝေးဖ်လေးစဉ်အတင်ကအထူးကပြိုင်ပွဲတစ်ပွဲမှပါဝင်မရခဲ့ပါဘူး။နံပါတ်၄နေနေကတော့ George Pat ပဲဖြစ်ပါတယ်။အချစ်တော်ကစားသမားတွေကတော့ဆောင်းဆောင်ရင် ကောင်းတော့နိုင်ငံမှပြီးမွေးလာခဲ့ကြတယ်လို့ပြောလို့ရပါတယ်။ဥပမာအနေနဲ့ပြောရရင်ဟာလန်နဲ့ Origet တွေပဲဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာဆန်းဆောင်ရင်ကောင်းတဲ့ကစားသမားတွေဆိုပေမဲ့နှဝေးလေးစဉ်အသင်းဖြစ်နေတာကြောင့်အခုတိအဓိကပြိုင်ပွဲတွေမှာမကစားဘူးသေးပါဘူး။ ကကနဝင်ကြီး George Best ဆိုတာကလည်းတစ်ချိန်လုံးကကမ္ဘာအကောင်းဆုံးကစားသမားဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့သူကူစားပြုတဲ့နိုင်ငံကမြောက်အိုင်ယာလန်နိုင်ငံဖြစ်နေပါတယ်။မြောက်အိုင်ယာလန်နိုင်ငံဟာဥရောပမှာဆိုရင်ဘောလုံးစင်တန်းနိုင်ပါတယ်။နိုင်ငံတစ်နိုင်ငံလို့ပြောလို့ရပါတယ်။အဲကြောင့် George Best ကတော့ယူရိုပါဝင်အဓိကပြိုင်ပွဲတစ်ပွဲမှကိုမကစားခဲ့ပူပါဘူး။နံပါတ်9နေနေကတော့ UCBU ပဲဖြစ်ပါတယ်။ပါတူဂီတိုက်စစ်မှုကြီး UCBU ဟာဆိုရင်တော့ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတွေကတူဖြစ်ပါတယ်။ UCBU ကပွဲပေါင်း945ပွဲကစားရမှာ933ခုထိကိုသိမ်းယူနိုင်ခဲ့တာပါ။သူရဲ့ကစားသမားပွဲကိုပေါ်တူဂီလိကဘင်ဖီကာအသင်းမှာပဲအဓိကချင်လေခဲ့ပါတယ်။အဲဒီမဲ့သူခေတုံးကပေါ်တူဂီအသင်းဟာယူရိုပြိုင်ပွဲကိုတစ်ချိန်မှဝင်မမြရခဲ့တာကြောင့်သူ့အနေနဲ့လည်းဝင်ကစားဝင်မရခဲ့ပါဘူး။ UCB ကိုအနားယူပြီးတော့73နှစ်အကြာ1984ကြာမှာပေါ်တူဂီအသင်းကယူရိုမှာစတင်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ဇောင်းနေကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။